အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင်ချန်နယ်မှာ ပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ကျ ాయి ဘမော်တရောင်ရဲ့ပန်းများပွင့်သောညတညာဆိုတဲ့ဝတ္ထုကို အပိုင်းသစ်အနေနဲ့တင်ဆက်ပေးသွားကြပါရစေ။နားစင်ခံစားကြည့်ကြပါဦးနော်။မဟာမြန်ရဲတိုက်ကြီးရန်ကုန်ပြည်လမ်းမကြီးပေးရှိမဟာမြန်ရဲတိုက်ကြီးအတွင်၌ပန်းများပွင့်သောညတညာ၏အကြောင်းကို ထိုပတ်ဝန်းကျင်နှင့်အနီးတဝိုက်မှရှေးမီနောက်မီလူကြီးသူများတို့သည်ထူဆန်းအံ့ဩပွေအကြောင်းအရာအဖြစ်ပြက်တည့်ရဲ့အနေနှင့်တော်၎င်းကြေကွဲလွမ်းဆုပ်ဖွယ်ရာရှေးဟောင်းဒဏ္ဍာရီကလေးတစ်ခုအနေနှင့်တော်၎င်းယင်းဤထက်တိုင်းတဖွာဖွာပြောဆိုလျက်ရှိနေကြတော့မင်းဖြစ်လေသည်အလွန်တရာကြီးကျယ်ခမ်းနားခြင်းရှိပါသည်ဟုဆိုသောထိုရဲတိုက်ကြီးအတွင်၌တရံရောအခါကဖြစ်ပွားခဲ့သည့်အကြောင်းအရာနှင့်အဖြစ်ပြက်များသည့် လူအဆက်ဆက်လွန်ကနှစ်ပရိစေတာအတံပင်ကြာညောင်းခဲ့ပြီဖြစ်တော်လေ။ညီကဲတို့မြားဟောင်းအိုသွားခြင်းမရှိပြီသေးတကယ်သူတအိမ်အိမ်တွင်အကြောင်းကြောင်းကြောင့်လူစုဝေးမိကြ၍စကားဆက်မိကြသောအခါများတွင်၎င်းတို့အချင်းချင်းလဲထိုအကြောင်းအရာ၏အဖြစ်ပြက်တို့ကိုတတတနှင့်ပြောဆိုခြင်းပြုတတ်ကြလေရှိသည်။အထူးသဖြင့်၎င်းတို့၏အယက်ဒေသတို့ကြုံနောက်ကြုံကဲရောက်ရှိလာတတ်ကြသောဧည့်သည်အာဂန်တို့များကိုမူကား မဟာမြန်ရဲတိုက်ကြီးအတွင်း၌ပန်းမြပွင့်သောညတညာကြီးအကြောင်းကိုစိတ်ရှိလက်ရှိနှင့်ခရီးစိတ်တွင်ကြပြောပြခြင်းပြုတတ်ကြလေရှိသည်ထိုကဲ့သို့ပြောကြပြီးနောက်ယခုအခါများတွင်များစွာဟောင်းအိုဆွေမြေ၍နေလီပြီဖြစ်သော မဟာမြန်ရဲတိုက်ကြီးအတွင်းသို့ထိုအာဂန်နုကိုခေါ်ဆောင်သွားတတ်ကြပြီးလျင်မမောမပန်းလိုက်လံပြသတတ်ကြလေသည်အထက်တွင် ဖော်ပြခဲ့သော မဟာမြန်ရဲတိုက်ကြီးနှင့် ပန်းများပွင့်သောညတညရဲ့အကြောင်းတို့ကိုခရီးစိတ်တွင်ကြပြောပြပြီးနောက်ထိုရဲတိုက်ဟောင်းကြီးအတွင်သို့ကျွန်တော်အားရှေ့ဆောင်လိုက်လံပြသသူမှာဘာကြီးမုံဆိုသော အဖိုးအိုကြီးတူဖြစ်လေသည်အသက်80ပဲနီးနေပြီဖြစ်တော်လဲကျမ်းမာရေးသည်များစွာကောင်းမွန်ပြည့်စုံလာသည့်အလျောက်မှတ်ဉဏ်လဲကောင်းတုံးမင်ဖြစ်လေသည်တရံရောအခါကအချွေအရန်အသင်ပေးများဖြင့်ခန့်ညားထဲဝါလာပါသည်ဆိုသော မဟာမြန်ရဲတိုက်ကြီးကား ယခုအခါတွင်ဇရာကထောင်းသဖြင့်အိုမင်းဆွေမြေကတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေလေပြီ။လူသူများနေထိုင်ဆိုးဆန့်ခြင်းမပြုတော့သဖြင့်ရဲတိုက်ကြီးအတွင်း၌ပင့်ကူအိမ်များလင်းတို့ချီများနှင့်ကြွက်တိုက်များဖြင့်ညှက်ပတ်ပေးကြံကရဲတိုက်ကြီးအပြင်အပား၌လည်းရေညှိများနှင့်ခြုံရွယ်ပိတ်ပေါင်းများကရဲပတ်ဖုံလွှမ်းစားပြုကြပြီ။ရဲတိုက်အဆောက်အဦးသည်ဒုရဲကြီးမှလာပြီးသောနှစ်ထပ်တိုက်သလုံးကြီးဖြစ်လေသည်။ စင်ဝင်၃ဘက်နှင့်လည်းဖြစ်သည် အောက်ထက်တစ်ထပ်ထဲတွင်အခန်းပေါင်း၉ခန်းရှိလျက်အပေါ်ဘက်တွင်ကခုနှစ်ခန်းမြားပင်ရှိလေသည် ထို့ကဲ့သို့အခန်းများအပြင်လသာဆောင်နှင့်လေသာဆောင်များလည်းရှိကြသေးသည်အေးမြသောယာတိများတွင်ရဲတိုက်ကြီးကိုအနှွေးတက်ပြီးရန်အတွက်အောက်ထက်တွင် မီးလုံသော အခန်းကြီးတစ်ခန်းကိုတတ်တပ်ပြုလုပ်ထားပြီးနောက်မီးဘူများကိုအာကာသို့ထုတ်လွှတ်ပြေးလိုက်ရန်အတွက်လည်းမီးကိုခေါင်းနိုင်ကိုတက်ဆင်ထားလေသည် တဘာဝတရားကိုလွန်ဆန်းခြင်းမပြုနိုင်ပေများစွာဟောင်းအိုဆွေးမြင့်နေပြီဖြစ်သော ထိုအဆအုပ်ဖြစ်ကြီးကိုအဖိုးကြီးအိုသည်တနာယီနီးပါးခန့်မြားလိုက်လံပြသခြင်းပြုပြီးနောက်ဧက90သတာခန့်မြားကျင်းဝန်းလိမ့်မည်ဟုခန့်မှန်းရသောမဟာမြန်ရဲတိုက်ဝင်းကြီးကိုလည်းလှည့်ပတ်ပြသခြင်းပြုသေးသည် ထို့ရောရဲတိုက်ဝင်းအတွင်၌လှည့်ပတ်ကြည့်ရှုခြင်းနှစ်နာရီခန့်မြားအချိန်ကုန်သွားလေသည် နှစ်နာရီခန့်မြာထိုးထိုးလှက်ပက်ကြည့်ရှုခြင်းပြုခဲ့ရသည့်အတွင် စိတ်ဝင်စားစရာ တွေ့မြင်ခဲ့ရသောရဲတိုက်ကြီး၏အဆောင်အယောင်တစ်ခုသည်ကကြီးမားလှသော ရေကန်ကြီးတကံပင်ဖြစ်လေသည်မဟာမြန်ရဲတိုက်ကြီးနှုတ်ပြို၍ရဲတိုက်ရှင်များဖုံးတောက်ခဲ့ကြစဉ်က ထိုရေကန်ကြီးကိုအလွန်တရာအရေးပေးယူရထားခဲ့ကြဟန်လည်းရှိလေသည်ငွေကြေးအမြောက်အများအကုန်ခံကပြုစုစောင့်ရှောက်ခဲ့ကြပုံလည်းရလေသည် ရဲတိုက်အဆအိုးပြက်ကြီးနှင့်မလန်မကန်းတွင် ထိုရေကန်ကြီးကိုတွေ့ရလေသည်ရေကန်သည် စေအေကတတာခမ်းမြကျဲဝန်းလိမ့်မည်ဟုခန့်မှန်းရပေသည်ဘာကြီးမုံဤပြောပြချက်အရာထိုကန်ကြီးကိုလောက်သားတရာခန့်နှင့်6လကြကြောမြအတူဖော်ရသည်ဟုဆိုလေသည်ထိုတို့တူဖော်ပြီးနောက်ထိုကန်ကိုထိမ့်သိမ်းဆောက်ရှောက်ရသည့်အတွက်တနစ်တနစ်လျင်ငွေကြေးအတော်ကုန်ကြသည်ဟုလည်းဆိုလေသည်တို့ရာတွင်ရခင်ရဲတိုက်ရှင်များလက်ထက်ကဂယုတဆိုင် ို့ထားခတ်ထားခဲ့သော ကံပေါင်းဒီကယခုအခါတွင်ပျက်စီးခြင်းမကပျက်စီးလျက်ရှိနေသည်ကိုတွေ့ရလေသည်။ထိမ့်သိမ့်ပြုဝင်ပေးမိသူလည်းမရှိရှာတော့သဖြင့်ထိုရေကန်သည်တာယာခြင်းမရှိတော့သည့်အပြင်ရေကန်နှင်ပင်မတူတော့ချေ။အိုင်ဇက်ကလေးတစ်ခုနှင့်မချားများစွာညစ်ပတ်ပေကြံလျက်ရှိနေသည်။ယခင်ကဂျာနီများမရုံမာကြများနှင့်ကုမှုဒရာကြများဖြင့်တင့်တယ်ကြည်လင်းလာသည်ဆိုသော ရေကန်ကြီးကယခုအခါတွင် ရင်းနှီးများတိုက်များနှင့်မှော်များကကွက်လက်မကြံအောင် ဖုံးလွှမ်း၍ထားကြပြီးကံပေါင်ရိုးပပလည်းတွင်ရခင်ကစိုက်ထားသည်ဆိုတော့ကန်းငော်ပေများကိုလည်းတပင်တလီများမတွေ့ရမမြင်ရတော့ချေကံရိုးဘက်တွင် ပေါရောက်နေခဲ့သောဗရောက်ပင်သည်လည်းရေကန်တွင်သို့ရိုင်လဲပြိုကျလျက်ရှိလေသည်ပန်းများပွင့်သောညတညာဤအကြောင်းအရာအဖြစ်အပျက်များနှင့်ပတ်သက်၍အခိုင်အခန့်တတ်သိပြုနိုင်သောပစ္စည်းများအနေနှင့် မဟာမြန်ရဲတိုက်ကြီးဝင်းအတွင်း၌ထိုကဲ့သို့ခြုံရွယ်ပိတ်ပေါင်းများ ဖုံးအုပ်ကရိုရင်းပြက်စီလျက်ရှိသောအဆောက်အဦကြီးတစ်ခုနှင့်ညက်ပတ်ပေကြံလျက်ရှိသော ရေကန်ဟောင်းကြီးတစ်ခုတို့ကလွဲ၍အခြားစိတ်ဝင်စားစရာပစ္စည်းများများဆဆကိုမူကကျွန်တော်သည်မတွေ့ခဲ့မမြင်ခဲ့ရကြည်ထိုရေကန်ကြီးကောင်းစားလျက်ရဲတိုက်ရှင်များ ဖုံးတကူကြီးမားခဲ့ကြစဉ်ကထိုဝင်းကြီးကိုစောင့်ကြက်ကြီးမူးခြင်းပြုရပါသည်ဆိုသော ထိုအဖိုးကြီးက ဧက90သတာခန့်များကျင်းဝန်းလိမ့်မည်ဖြစ်သောနေမြကြီးကိုနှစ်နာရီခန့်မြားဆိတ်ရှည်လက်ရှိလိုက်လံပြသခြင်းပြုခဲ့စဉ်ထိုပန်းများပွင့်သောညတညာ၏အကြောင်းကိုအခိုင်အမာတက်တည်ပြုနိုင်သည့်ပန်းမင်များကိုတပင်တလီမှပင်ကျွန်တော်သည်မတွေ့ခဲ့မမြင်ခဲ့ရချေဆလေးစရာဤယူဇနာမဟာမြိုင်မှာကဘာတိုင်မိမဲ့ပါလေးဟူ၍စာဖွဲ့ခြင်းပြုရလောက်အောင်ပန်းတွေဝေခဲ့ပွင့်ခဲ့ကြသောပန်းမာလာပြည်အတွင်း၌ ပန်းဟူ၍သာဆိုရညာတော်လဲတစ်နှစ်လုံးနေမှနှစ်ရက်သုံးရက်မြသာပွင့်လေးရှိတော်ဘရောက်ပန်းမင်းသည်ပင်ဇရာဤဖြစ်စီခြင်းကိုတွန်းလှန်ခြင်းမပြုနိုင်တော်၍ရှေကံပြည့်ကြီးအတွင်သို့၎င်း၏ဘဝကို အဆုံးသက်မြုပ်နှံထားလိမ့်မည်မဟုတ်ပါလောကျေဝန်းလာတော်မဟာမြန်ရဲတိုက်ဝင်းကြီးအတွင်၌လဲလဲကြီးစုခြင်းပြုရစဉ်လူသားများကပြုထောင်မွမ်းမံထားသောပန်းမင်းတပင်တလေးမြကိုမတွေ့မမြင်ခဲ့ရပဲတဘာဝ၏လက်ရချီရများသာဖြစ်ကြကုန်သော စူးပင်နွယ်ပင်ပြီးဆက်ပင်နှင့်ပိတ်ပေါင်းများကိုသာ တောထနေအောင် တွေ့ရှိရလေသည်ယခင်ရဲတိုက်ရှင်များဖုံးတောက်စူးစမ်းခဲ့ကြစဉ်က၎င်းတို့၏ပိုင်နှင့်အတွင်သို့အပြင်းအပမှ၎င်းတို့အခွင့်မရပဲမည်သူတဦးတယောက်မှကျူးကျော်ဝင်ရောက်ခြင်းမပြုနိုင်စေရန်အတွက်ဧက90တသခန့်များကျယ်ဝန်းတော်၎င်းတို့၏နေမည်ပပတ်လေကိုခိုင်ခန့်လာသောတန်နိုင်များတန်စုချိုးများဖြင့်ဝင်ခတ်ထားခဲ့ကြလေသည် ထိုတန်နိုင်များကိုအပြင်အပမှလွယ်လင်းတကူကြော်လွား၍ဝင်ရောက်ခြင်းမပြုနိုင်ရန်အတွက်လည်းမြည်၍နေအောင်ခြုံ၍ထားခဲ့ကြသည်တို့ရာတွင်ယခုအခါ၌ထိုခိုက်ခန်းလာပါသည် ဆိုသောတန်နိုင်များသည်လည်းကျိုးပဲ့ပျက်စီးကထိုပျက်စီးနေသော နေရာများမှရဲတိုက်အတွင်တို့တောသည် ဝင်လျက်ရှိနေပါပကောဒီကံပြက်ကြီးနှင့်များစွာမဝေးလာသောတောင်ကုန်းကလေးတစ်ခုတွင်လူနေအဆောက်အဦမဟုတ်နိုင်သောအဆောက်အဦပြက်တစ်ခုကိုတွေ့ရသည် ထိုအဆောက်အဦအကြောင်းကိုမေးမြန်းစုံစမ်းကြည့်တော့အခါကျွန်တော်တွေးထင်လျက်ရှိသည့်အတိုင်းလူနေအဆောက်အဦမဟုတ်ပဲမြင်းဆောင်ကြီးတစ်ခုဖြစ်ကြောင်းရခင်ရဲတိုက်ဆောင်အဖိုးကြီးကရှင်းလင်းပြောပြလေသည်ရဲတိုက်ရှင်များကောင်းစားခဲ့ကြစဉ်ကထိုမြင်းဆောင်တွင်၎င်းတို့စီးနှင်းအုံပြုကြသောမြင်းကောင်ရေ20မြားထားရှိသည့်အကြောင်းထိုတို့ထားရှိသောမြင်းများမှာ မြန်မာမြင်းကလေးများမဟုတ်ကြဘဲဩစတြေးလျနိုင်ငံမှာတံမိုးများစွာပေးဝယ်ရတော့ Griffin အမျိုးအစားမြင်းကြီးများဖြစ်သည့်အကြောင်းထိုတို့ Griffin အမျိုးအစားမြင်းကောင်ရင်20များရှိသည့်အနက်ရဲတိုက်ရှင်များစီးနှင်းကြတော့ရထလုံးကိုဆွဲရန်အတွက်တီးတန့်ထားရှိသောမြင်းဖြူကြီး6ကောင်လည်းရှိသေးသည့်အကြောင်းများကိုစိတ်ရှည်လက်ရှည်ပြောပြလေသည် ထိုမြင်းကောင်ရင်20အားထိမ့်သိမ်းစောင့်ကြရသောစိုက်ကလား9ယောက်များကိုလည်းထားရှိသည့်အကြောင်းဆက်လက်ပြောပြရမှာပါ မဟာမြိုင်ရဲတိုက်ကြီးတွင် တရံရောအခါကအခိုင်းအစေနှင့်အချွေအရံများ50တသာခန့်မြားပြင်ရှိခဲ့ပိုးသည့်အကြောင်းကိုပါပြောဆိုသွားလေသည်ထို့ရို့အခိုင်းအစေနှင့်အချွေရံ50တသာခန့်မြားရှိသည့်အထဲတွင်ရဲတိုက်ဝင်းကြီးကိုနေရောညပါအလှဲနှင့်စောင့်ကြက်ရသောလက်နက်ကင်အဆောင်အကျက်များ15ရောင်းမြပါရှိသေးသည့်အကြောင်းကိုလည်းပြောပြလေသည်ရဲတိုက်ရှင်များသည်၎င်းတို့၏အသက်နှင့်စည်းစိမ်ကိုစောင့်ရှောက်ကာကွယ်ခြင်းပြုရ၌ ၎င်းတို့၏ရဲတိုက်ဝင်းကြီးကိုတန်နိုင်များတန်ဆူးကျိုးများဖြင့်ကာယံထားရသည်နှင့်စိတ်မချနိုင်သေးတကယ်လို့လက်နက်ကင်အဆောင်အချက်များကိုလည်းထားရှိခဲ့ကြလေသည်ထိုအချက်လက်များကို ထောက်ရှုခြင်းအပြင် ထိုပုံရှင်ကန်ရှင်များသည်အပြင်အပမှလူများကို အလွန်အမင်းကြောင်ရွံ့စိုးရိမ်နေကြဟန်လည်းရှိလေသည်ရဲတိုက်ဝင်းကြီးအတွင်မှအပြင်သို့ပြန်၍ထွက်လာကြသောအခါနေသည်ဝင်လျက်တော်တော်ကြီးပင်မှောင်စားပြုနေလေပြီ။ ပျက်စီးနေသောဝင်းတကာမှထွက်လာကြစဉ်ရဲတိုက်ဝင်းအတွင်းမှတောင်းအော်တန်ကိုကြားရလေသည် နေဝင်သောအချိန်တွင်ဥတောင်းငတ်သည်အိတ်တန်းတို့ပြန်တန်းရင်အော်မြည်လိုက်ခြင်းဖြစ်တန်းရသည်တနေ့တော့ကုန်မြန်လေပြီဟူကြီးတွားလိုက်ခြင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မည်ထင်သည်တောင်းအော်တန်ကိုနားဆွင့်လျက်ရှိစဉ်ထိုရဲတိုက်ဆောင်အဖိုးကြီးက၎င်း၏အရှင်သခင်များကောင်းစားခဲ့ကြစဉ်ကရဲတိုက်ကြီးအတွင်း၌တောင်းများမွေးမြူခြင်းပြုခဲ့ကြသည့်အကြောင်းကိုလည်းရှင်းလင်းပြပြခြင်းပြုလေသည် ချိုးတို့အဖိုးအိုကြီးကမဟာမြိုင်ဥတောင်းငှက်များအကြောင်းကို ပြောကြားလျက်ရှိစဉ်တောင်းအော်တန်းသည်ရဲဆဲ၍သွားလေသည်ရဲလိုက်ဝင်းတကားဝါ၌အလွန်တရာကြီးမလာတော့တစ်ပင်အိုကြီးနှစ်ပင်ကိုတွေ့ရလေသည်တို့ရာတွင်ထိုတစ်ပင်အိုကြီးများသည် အသက်မရှိကြတော့ကြီးခုတ်တက်ထားသဖြင့်ညှို့ချောက်၍လဲနေလေသည်ထိုတစ်ပင်အိုကြီးနှစ်ပင်အကြောင်းကိုမေးမြန်းစုံစမ်းသောအခါ အင်ဂျင်မင်ကြီးများဖြစ်ကြသည့်အကြောင်းကိုရဲတိုင်းဆောင်အဖိုးကြီးကရှင်းလင်းပြပြလေသည်။တညာတနိုင်မဟာမြန်ရဲတိုင်းကြီးတွင်ပန်းများပွင့်ကြသည်ဆိုတော့လေပန်းမင်ဆို၍ရေကန်ပြက်သေးတို့လဲကြနေသောဗရောက်ပင်အိုကြီးတပင်နှင့်ရဲတိုင်းဝင်အဝတွင်နောက်ထပ်တပန်းဖူးပွင့်ခြင်းမပြုနိုင်တော့တော့အင်ဂျင်ကြောက်ပင်ကြီးနှစ်ပင်တို့ကတွေ့ရမြင်ရတော့သဖြင့်မကြေမနက်ဖြစ်နေမိသောကျွန်တော်ကတညာကမဟာမြန်ရဲတိုင်းကြီးမှာပန်းတွေပွင့်ကြရဲဆိုပေမဲ့ ကျွန်တော်တို့လျှောက်ကြည့်တော့တပင်တလေမတောင်မတွေ့ခဲ့ကြပါကလားဖျာဘကြီးဟုမင်းမြန်ပြောဆိုခြင်းပြုလိုက်မိသည်တို့ရာတွင်ထိုရဲတိုင်းကြီး၌တချိန်သောအခါကနှစ်ပေါင်း20အစိတ်ခန့်မြအမှုတော်ကိုထမ်းဆောင်ခဲ့ရသည်ဆိုသောထိုရဲတိုင်းဆောင်အဖိုးကြီးသည် ပြန်လည်ပြောဆိုခြင်းနှင့်ရှင်းလင်းပြောကြားခြင်းမပြုကြတစုံတရာကိုလေးလေးနက်နက်တွေးတောနေရမှာတက်ပြင်းကိုရာခက်လေးလေးချလိုက်သည်ရဲတိုင်းဝင်းကြီးနှင့် မလန်းမကန်းတို့ရောက်ရှိ၍လာကြသောအခါ ျွန်တော်သည်အမှတ်မထင်ရဲတိုက်ဝင်းကြီးကို ပြန်လှည့်၍ကြည်လိုက်မိသည်အမောင်ဓာတ်တို့ဤလွှမ်းမိုးဖိစီးမှုအောက်တွင် မဟာမြန်ရဲတိုက်ဝင်းကြီးသည်ဒဇပြင်းနှင့်မခြားတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်ရဲတိုက်ဆောင်အဖိုးကြီးအိုချီမွန်ကန်ဖွင့်ခဲ့သောရဲတိုက်ကြီးမှဖုံးတပါရှင်တို့သည်အဘယ်သို့ ရောက်သွားကြပြီနည်းသို့မဟုတ်အဘယ်သို့ကြောက်လန့်တကြားထွက်ပြေးနေကြသည်။ဂရီဖင်မင်းဖြူကြီး၆កောင်ကသောရထလုံးကိုစီးနှင်းကမိုးကောင်းငင်နှင့်မြေကြီးတို့ ဒွိဋ္ဌိယအရေတို့ထွက်ပြေးသွားကြပြီလော၎င်းတို့၏အခိုင်းအစေနှင့်အချွေရန်အသင်ပေးများတို့သည်ကိုအဘယ်တို့လွင့်စင်ရောက်ရှိ၍သွားကြပြီနိရဲရကြီးကိုကာကွယ်ဆောင်ကြကြသောလက်နက်ကင်တပ်မင်းနှင့်တကွာတပ်သားများသည်ကိုအဘယ်မှနိယခုအခါတွင်မဟာမြန်ရဲတိုက်ကြီးသည်အမောင်ထက်တို့၏လွှမ်းမိုးဖိစီးမှုအောက်တွင်သာတစပြင်းကြီးတစ်ခုနှင့်မချစိတ်သုံးငြိမ်သက်လျက်ရှိလေပြီး ျွန်တော်ဒီအဖြေမပေးတော့ရဲတိုင်းဆောင်အဖိုးအိုကြီးမျက်နာကိုတစ်ချက်မျှလှမ်း၍ကြည့်လိုက်သည်ထိုအဖိုးအိုကြီးလေးလံဖိနှွက်နေခြင်းကိုလည်းတဲကြီးမခံနိုင်လောက်အောင် ဖြစ်လာမိသည်ထို့ကြောင့်အဲ့ဒီညကရဲတိုက်ကြီးအတွင်မှပွင့်ကြရဲဆိုတဲ့ပန်းတွေတော့ရှိနေကြလေအောင်မယ်လို့ကျွန်တော်ကထင်နေတာဘာကြီးရဲ့ဟုဆက်လက်ပြောဆိုခြင်းပြုလိုက်မိသည်ဘာကြီးမှုံဤမျက်နာသည်မှုံဒီထက်မှုံ၍သွားလေသည်ထိုကဲ့သို့အတန်ကြာမှမှုံနေပြီးမှအနှိမ့်ဆဆိုတာ ဘာမှဒီမြဲခြင်းမရှိတာကိုဖယားသခင်ကိုရောမြတ်ကြီးကဟောတော်မူခဲ့တာပါကလားဟု၎င်းဖာတာတယောက်ထဲတန်ဝင်ကယူနေပြီးတကယ်တို့ရဲတိုက်ဆောင်ဖိုးကြီးတွင်ညီးတွားပြောဆိုခြင်းပြုလိုက်ပေသည်တကားမြင်းချောက်စီးနှင့် ရထလုံးအော်အော်ငှက်တွင်မြည်၍ရွဟောင်းများတွေ့လွင်ကြသောတပေါင်းလာဤရာဒီ၌မြင်းဖြူကြီး၆កောင်များတက်ဆင်ထားသောရထလုံးကြီးတစ်လုံးသည်မဟာမြန်ရဲတိုက်ကြီးဝင်းတကားဝါတို့ရောက်ရှိ၍လာလေသည် တန်ဝင်းတကားကြီးအနည်းတွင်လက်နက်ကင်ဆောင်သောရဲတိုက်ကြီး၏လုံခြုံမှုကိုစောင်းကျက်ထိန်ထိန်ချင်းပြူရဟန်ရှိသောကင်းတက်မှအကြီးကဲနှင့်တူလူသည်၎င်း၏ကင်းသေးကလေးအတွင်မှကြိုက်ကြရိုက်ပြေးထွက်လာပြီးနောက်လေးလံခိုင်ခန့်လှသောတန်တကားကြီးကိုဖွင့်ပေးခြင်းပြုလေသည်ရထလုံး၏ဘေးပရင်တကားပေါင်းမှလှပချောမောခြင်းရှိလာသော အသက်20သတာခန့်မိမပြိုကလေးတူဦး၏ဦးကောင်းသည် ထွက်ပြူ၍လာက၎င်း၏ရထလုံးအတွက် ရဲတိုင်းဝင်တကားကြီးကိုတရုတ်တသေးဖွင့်ပေးနေသောကင်းတက်မှုအားအတိအမှတ်ပြုသည့်အနေနှင့်ပြုံးသည့်ဆိုယုံများပြုံးပြခြင်းပြုလိုက်သည်ကင်းတက်မှုသည် အလှပြင်မကလေး၏အတိအမှတ်ပြုခြင်းကိုရရတသေးခံယူပြီးနောက်ရထလုံးရဲတိုက်ကြီးအတွင်သို့ဝင်သွားပြီးသည်နှင့်တပြိုင်နက်ဝင်းတကားကိုလှင်မြန်စွာပြန်၍ပိတ်ထားလိုက်သည်ရဲတိုက်ဤဝင်းတကားဝမှဒေါနာပန်းကလေးများတစ်ဖက်တစ်ချက်စီတွင် စီတန်း၍လှလပပဆိုင်ပြူထားသော ြင်းနီလန်းကလေးအတိုင်းခက်လေးလေးခက်မှန်မှန်မောင်းလာခဲ့ပြီးနောက် မြင်းဖြူချောက်ကောင်ကထားတော့ရထလုံးသည်ရဲလိုက်ကြည်ဤတခုရောစဉ်ဝင်အောင်၌ရက်သွားလေသည်ရထလုံးနှင့်ပါလာသော ခရီးသည်ကိုကြိုဆိုရန်စင်ဝင်အောင်မှစောင့်မြော်နေကြသော အသက်50နီးပါးခန့်အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်တို့သည်ယထာစိုက်နာလျင်စိုက်နာခြင်းယထလုံးဤဘေးပရင်တကားဝါသို့ဥရဖာယာပြေးလွှားကြိုဆိုကြလေသည် နွေချောင်းရဲ့ရှည်ပိတ်လိုက်သဖြင့်မဟာမြိုင်သို့ပြန်လာသောသမီးဖြူကလေးကိုရဲတိုက်ရှင်အဖိုးကြီးအဖွားကြီးလင်မယားနှစ်ဦးတို့ကတုတ်ထက်ငါအပြန်အစားအရေးပေးလျက်ရှိနေကြစဉ်ရဲတိုက်ကြီးတွင်တောက်တုံမယားခိုင်းစီရန်အတွက်ငှားရမ်းထားဟန်သူသောမင်းကလေး၃ယောက်တို့သည်ရထလုံးထက်တွင်ပါလာသောတခင်မကလေး၏ပစ္စည်းများနှင့်ဝင်စီစလဲများကိုရဲတိုက်ကြီးအပေါ်သို့တဲဆောင်လျက်ရှိကြလေသည် ရှင်းသူမဟာမြိုင်သခင်မကလေးနှွေရသည်ကိုကုံလွန်ချင်းပြုရန်အတွက်ရဲရိုက်ကြီးတို့ပြန်လာသည်ဖြင့်ရဲရိုက်ကြီးတွင်ငှားရန်ခိုင်းစေထားသောအစီကံများသည်ပြားပန်းခက်မြအလုံများလျက်ရှိကြစဉ်ခရီးပန်းလာဟန်တူသော၎င်းတို့၏သမီးဖြူကလေးအားရဲရိုက်ရှင်အဖိုးကြီးအဖွားကြီးတို့နှစ်ဦးတို့ကရဲရိုက်ပေးရှိ ကြီးမားလာသော စပယ်ယုံကြီးအောက်တွင်သူထက်ငါအပြိုင်ဆိုင်ယူရလျက်ရှိနေကြသည် အစင်းသင်းပြုတ်လုံထားသောလိမ္မော်ဖြိုရည်နှင့်တစ်တီးကိမ့်မုံတို့ကိုကျွေးမွေးနေကြသည်ထိုနေ့ညတွင်ဥယျင်ပွဲနှင့်ညစာစားပွဲတို့ကိုပြုလုပ်ဖို့စီစဉ်ထားသည့်အကြောင်းကိုလည်းအဖိုးကြီးကဝမ်းသာအားရပြောပြလေသည်ဥယျင်ပွဲသို့အုတ်တရတိုင်းမှစော်ပွားကြီးမိသားစု နေကြာအရေးပိုင်မင်းနှင့်ရာဇဝဲဝင်ကြီးများဘရင်ကံမင်းကြီးနှင့်အတိုင်းမင်းခံဥပရေပြုလွှတ်တော်မှအမတ်မင်း၃ဦးအိန္ဒိယကုန်နယ်ကြီးမစ္စတာဒါဝို့ အယုတ်တထေကြီးမစ္စတာရောဘွန်ဟိုးဤမိသားစုစံစပားပွဲစားစာဘိုးများနဲ့မြန်ကနိုင်တက်တော်တထေဥမောင်ကြီးမိသားစုအစတီတို့လာရောက်ကြမြင်အကြောင်းအရာများကိုအဖွားကြီးကဖော်ပွနေနဲ့ပြောဆိုလျက်ရှိလေသည်၎င်းမဟာမြိုင်တို့ပြန်လည်ရောက်ရှိလာသည့်အထိမ့်မတ်အနေနှင့်၎င်း၏မိဘနှစ်ပါးတို့ကဤကဲ့သို့အထက်တန်းကြကြအပေါင်းအသင်းနှင့်မိတ်ဆွေများကိုရဲတိုက်ကြီးတို့ဖိတ်ကြားကား စားပွဲတောက်ပွဲများကျင်းပပြုလုပ်ကြမည်ဆိုသည့်အတွက်မိမပြူသည်များစွာသဘောကျခြင်းနှင့်နေဟန်ရှိသည်ဂုံတက်နေပုံလည်းရသည်ဤကဲ့သို့စပယုံကြီးအောက်တွင်ရဲတိုက်ရှင်တာမိတာဖတုံးတို့သည်လိမ္မော်ရေကိုတတိကိမုံနှင့်ဒစိမ့်စိမ့်တောက်စားနေကြစဉ်ထိုနေ့ည၌မဟာမြိုင်တွင်ကျင်းပမည်ဖြစ်သောဥယျံပွဲတော်နှင့်ညစာစားပွဲများအတွေ့ရဲတိုက်ကြီးဤကြေကျွများသည်လက်မလဲနိုင်လောက်အောင်အလုရှုပ်လျက်ရှိနေကြသည် ။ဥယျင်ပွဲကျင်းပမည့်ရဲတိုက်ကြီး၏အရှိမျက်နှာစာမျက်ခင်းပြင်တွင်ပြည့်စစ်မီချိုးနှင့်မီလုံများကိုတွေ့တန်းတက်ဆင်သူများကတက်ဆင်လျက်မြေပန်းအိုး၊ကျွေပန်းအိုးနှင့်ကြေးဝါပန်းအိုးစသည်တို့ကိုရွှေ့ပြောင်းပြင်ဆင်သူများကရွှေ့ပြောင်းပြင်ဆင်နေကြလေသည်။ထို့အတူလူပေါင်းအစိတ်နီးပါးခန့်များအတွက်တခန်းတနာကျွေးမွေးခြင်းပြုရမည်ဖြစ်သောညစာစားပွဲအတွက်ကိုလည်းထမင်းချက်နှင့်ဇွဲရိုးများသည့်မိဖို့ကြောင့်နှင့်ထမင်းစားခန်းမှကြီးဘက်တွင် ဥရဟုပြေးလွာလောက်ကင်လျက်ရှိနေကြသည်အချိန်မှာနေကင်းနိုင်ပြန်နှစ်ချက်တိခတ်မြတာရှိသေးတော်လဲဧည့်သည်များသည်ညနေ6နာရီလောက်မှစ၍ရောက်ရှိလာကြမည်ဖြစ်သောကြောင့်၎င်းတို့ရောက်ရှိလာကြရင်လာကြခြင်းဥယျာဉ်တော်စားပွဲကိုစတင်နိုင်စေရန်အတွက်မာလီကလား2ယောက်နှင့်စိုက်ကလား3ယောက်တို့သည်ရဲတိုက်ကြီးအီမင်းနေစာတွင်၃ဧကတတခန့်မြကျင်ဝန်းလိမ့်မည်ဖြစ်သောမျက်ခင်းမြင့်ကြီးတွင် ကမုံပန်းအိုးကြီးများရွှေလပန်းအိုးကြီးများနှင့်နှင်းစီပန်းအိုးကြီးများကိုနေပူကြီးကျဲကျဲလိုရင်ချေရရဲတန်ရဲရဲနှင့်တဲခင်းဖြစ်စင်နေကြသည်အပြင်ပမှငားရမ်းခုံယူခြင်းပြုအပ်ဟန်တူတော့လျှက်စစ်မိသမားနှစ်ယောက်တို့ကလည်းလျှက်စစ်မိအောင်စုံများကိုမျက်စိပတာတာကောင်းမွန်စေရန်အတွက်တက်စင်စံတက်နေကြသည်ဤကဲ့သို့ဥယျာဉ်ပွဲတော်အတွက်တခန်းတနာအဆောင်ရောင်တို့ကိုလောက်ကင်ပြင်ဆင်နေသူများက လောက်ကင်ပြင်စင်နေကြစဉ်ထိုဥယျာဉ်ပွဲတော်၌တက်ခင်းတိုက်ကျွင်းရန်အတွက်ရဲတိုက်အောက်ထက်ရှိစတူကန်းကြီးအတွင်း၌ဇပွဲတို့နှစ်ယောက်တို့သည်နိုင်ငံသားမှအရက်ပြင်းအရက်ပေါ့အရက်ချူကျင်းနှင့်ဘီယာစသောအဖျော်ယမကများကိုအစင်သင့်ပြင်စင်လျက်ရှိကြလေသည်ဧကောင်ဆောင်ကောင်းများကိုခန့်ခန့်ညံ့ညာတက်ခင်းဝိပုနိုင်ရန်အတွက်ငွေလင်မန်းကြီးငယ်များနှင့်ဖန်ခွက်ကြီးငယ်အဆအဆတို့ကိုလည်းစေကြောတုတ်တင်နေကြလေသည် ရေလိုက်ကြီးမိဖို့ကြောင့်ဘက်တွင်ချွေးတလုံးလုံးနှင့်ချက်ပြုတ်လောက်ကင်နေကြတော့ထမင်းချက်များသည်လည်းစနိုက်နှင့်တောချက်တို့ကိုအမွှေးနှုတ်သူကနှုတ်ကျက်စင်နှင့်ဒေါင်းသားတို့ကိုအကောင်လိုက်ကြော်သူကကြော်ဖြင့်ရှား၍မကုတ်အာနိုင်အောင်ပင်ဖြစ်နေကြသည်အေးမြတော်စပယ်ယုံကြီးအောက်တွင် လိမ္မော်ဖြော်ရည်နှင့်တစ်တီကိမ့်မုံတို့ကို စားတောက်၍ပြီးစီကြသောအခါရဲတိုက်ရှင်မိသားစုတို့သည်ရဲတိုက်ကြီးအပေါ်သို့တက်လာကြသည် ထို့သို့ရဲတိုက်အပေါ်ဓာတ်သို့တက်လာကြပြီးတမီးပြိုအိတ်ဆက်နေထိုင်သောအခန်းတကားဝါသို့ရောက်ရှိသောအခါရဲတိုက်ရှင်အဖိုးကြီးသည်၎င်း၏ဇနီးတမီးတို့နှင့်အတူဝင်လိုက်မသွားတော့ဘဲ၎င်း၏စာကြီးလိုက်ထားရှိသောအခန်းဘက်သို့ထွက်သွားလေသည်ရှင်သူတားမိနှူးရဲကြံရင်ခဲ့ကြပြီးနောက်ကိုယ်လုံးပေါ်မှန်ကြီးရှိတွင်သမီးပြိုကလမ်းခီးတွင်ဝတ်စားလာသောအဝတ်အစားများကိုလဲလှယ်နေစဉ် အခိုင်းစေနှင့်သူတော့အသက်16နှစ်တတာခန့်မင်းကလေးတူသည်အခန်းအတွင်သို့ခက်ရွရွကလေးဝင်လာပြီးလျင်ငွေလင်ပန်းနှင့်ထဲ့လာသောတန့်စင်ပန်းများကို သခင်မကလေးအားပေးဆက်လေသည်ဟေးတန့်စင်ပန်းတွေပါလားမင်းပြပြိုကတန့်စင်ပန်းများကိုလှမ်းယူကမှွေးကျူရင်းအာရဝန်းသာပြောဆိုလိုက်သည်ဗရောင်းမြိုင်က ခုနကပဲလှုပ်လှုပ်ပြီးပို့ခိုင်းလိုက်တယ်မမခင်အစီကံမင်းမပြိုကလေးကရွရွတေတေပြောဆိုပြီးနော် အခန်းတွင်းမှပြန်ထွက်သွားမိအပြူတွင်ဘသူကအပုခိုင်းလိုက်တယ်လို့ပြောတော်သေးတယ်ဟင်မြရွှေဟုမမခင်အမည်ရှိရဲတိုက်ရှင်သခင်မကလေးကပြန်၍မေးမြန်းနေလိုက်သည်သဖြင့်ကိုကိုနိုင်ကမမခင်ကနေ့ညဥယျာဉ်တော်ပွဲမှာပန်ဖို့အတွက်ပို့ခိုင်းလိုက်တယ်လို့ပရောင်မြိုင်ကလှပေးသွားတဲ့လူကပြောသွားပါတယ်ဟုမြရွှေအမည်ရှိအစေခံမကလေးကပြန်ပြောနေရသည်သည်ကိုကိုနိုင်တို့မောင်နှမနှစ်ယောက်ကိုလည်းဖိတ်ထားသေးတယ်မဟုတ်လားမမီး မမခင်သည်၎င်းပန်စင်ရန်အတွဲတကူတကန်ပို့ပေးလိုက်သောတန့်စင်မန်းကိုအကြောင်းပြု၍ကိုကိုနိုင်တို့မောင်နှမနှစ်ယောက်တို့အားညစာစားပွဲတို့ဖိတ်ကြားခြင်းပြုမပြုဆိုသည်ကို သိရှိလို၍၎င်း၏မိခင်ကြီးအားမေးမြန်းလိုက်သည်မဖိတ်ပဲနေပါမလားခင်ခင်ရဲ့မောင်မောင်နိုင်တို့ဆော့ဆော့တို့မောင်နှမဆိုတာတခြားလူတွေမှမဟုတ်ပဲမိမေတို့ဖေဖေတို့နဲ့အင်မတန်ခင်မင်ရင်းနှီးကြတဲ့မိကောင်းဆွေကောင်းတွေပဲလေဒါထက်မမစောတယောက်ကနေထိုင်ကောင်းရလားမိမေ မနစ်ကခင်ချောင်းကိုမပြန်ခင်တခါတွေ့တုန်းကတော့တော်တော်ကလေးပိန်နေတာကိုတွေ့ခဲ့ရလို့ပန်းနာတယ်ဆိုတာကတော့ဒီလိုပဲဖြစ်တတ်တယ်ဒီနေ့မြောင်းမြဘက်ကသူတို့လက်ထောက်ခါတွေတင်ပြီးရင်ဂျာမနီကိုသွားပြီးစိတ်ကူးမလို့လဲပြောတန်ဆိုတန်ကြားမိသေးတယ်ကိုကိုနိုင်တယောက်ကတော့ဒီနေ့ညရာဒီမှာခါတိုင်းနှစ်တွေလို့ပြင်သစ်ပြည်ကိုအလဲပတ်မသွားတော့ဦးရဲ့လားသူ့အမအိုဂျာမနီပို့ပေးရင်သွားလိုက်မယ်ထင်ပါတယ်ကွယ် ို့တို့ဗရောက်မြိုင်မှာဥစ္စာပစ္စည်းချမ်းသာကြွယ်ဝသောမမစောနှင့်ကိုကိုနိုင်တို့မောင်နှမနှစ်ယောက်တို့၏အကြောင်းကိုပြောဆိုလျက်ရှိနေကြသည့်အခိုက်၎င်းအားနောက်ထပ်၍တစုံတရာကိုများခိုင်းစေပြောကြလေဦးမည်မလားဟုစောင့်ဆိုင်းရက်တက်နေသောမြရွှေသည်၎င်းအားဘာမှခိုင်းစေပြောကြရန်မရှိတော့ဟုအောင်းမေကအကန့်တွင်မှပြန်၍ထွက်သွားတော်မူအပြုတွင်မြရွှေနေမြင့်ဆောင်ဘက်ကိုသွားပြီးစိုက်ကလာအလီကိုငါအခေါ်ခိုင်းလိုက်တဲ့အကြောင်းပြောလိုက်စမ်း ဟုတ်ခင်ခင်ကအမိန်ပေးခိုင်းစေလိုက်သဖြင့်ဟုတ်ကဲ့မမခင်ဟုတ်ပြန်ပြောကမျှရွှေသည်ရဲတိုင်းအောက်ထက်သို့ဆင်းသွားလေသည်အဝိစာများလဲလှည့်ပြီးနောက်မိခင်လုံသူတည်းလည်းအခန်းအတွင်းမှထွက်သွားသဖြင့်ခရီးပန်းလာခဲ့သောခင်ခင်သည်အစင်သင့်ခင်ချင်းပြင်ဆင်ထားသော၎င်း၏ကရင်ထက်တွင်ခိတလဲနေလိုက်သည်ထို့နောက်ဥယျာဉ်တော်ပွဲနှင့်ညစာစားပွဲအကြောင်းသို့ဆက်ရောက်သွားလေသည်ဥယျာဉ်တော်ပွဲနှင့်ညစာစားပွဲတွင် မိမိဝိစားစင်မြန်းရမည်အဝိစားများနှင့်ကြောက်မြေဒနာများအကြောင်းကိုစဉ်းစားစိတ်ကူးနေလေသည် ထို့သောစိတ်ကူးနေကြများရွှေသည်အခန်းတွင်းသို့မရေတရေနှင့်ဝင်လာပြီးလျင်ရေတိုင်းအောက်ထက်သို့စိုက်ကလားအလီ ရောက်ရှိနေသည့်အကြောင်းကို ပြောကြကပြန်၍ထွက်သွားသည်ဖြင့်ခင်ခင်သည်အိယာထက်မှဂရိုက်ကြိုက်ထကရေတိုင်းအောက်ထက်သို့ဆင်းလာခဲ့သည်ရေတိုင်းအောက်ထက်တွင် မတက်ရရွေဆောင်ဆိုင်နေသောစိုက်ကလားအလီသည် ၎င်း၏သခင်မကလေးကို တွေ့မြင်လိုက်ရသည်နှင့်တပြိုင်နက်ဆလံပေးခြင်းပြုလေသည် မမခင်ကနေ့ညနေ၄နာရီလောက်မှမျက်စိကျင်တဲ့အလီသခင်မကလေးက၎င်း၏အလိုဆန္ဒကိုထုတ်ပေါ်မိန့်ကြားခြင်းပြုလိုက်သည်ကောင်းပါပြီမမအရင်မမစီးနေကြအုံးခုံရောင်မြင့်မကလေးကိုပဲစီးမလာရင် စိုက်ကလားအလင်ကရိုရိုတသေးမေးများလေသည်ညထာမောင်သမားပြောတော့မမခင်ရဲ့မြင်းမကလေးကောင်းကောင်းနေမကောင်းဘူးဆိုဟုတ်လား ုတ်ကဲ့မမဒါဖြင့်မမခင်ဘယ်မြင်စီရမလဲအလီမမခင်မစီဘူးပေမဲ့တော်တော်ရင်နဲ့မြင်းထီးတကောင်တော့ရှိပါသေးတယ်အဲ့ဒီမြင်းကိုကျွန်တော်အစနစ်ပြင်ထားလိုက်ပါမယ်နော်အေးအေးမင်းလည်းမမခင်နဲ့အဖော်လိုက်ခဲ့နော်ဟုတ်လားအလီကောင်းပါပြီမမစိတ်သာချပါဒါဖြင့်မမခင်နိုင်ဝက်လောက်အနာယူမယ်နော်၄နိုင်ထိုးလောက်မှမြင်းကိုကျူလာခဲ့ပေါ့ ဟုအမိန်ပေးပြီးနောက်ခင်ခင်သည်ရဲတိုက်ပေါ်သို့ပြန်တက်ခဲ့လေသည်ဟုတ်ကဲ့ပါရှင်ဆရာကြီးဘုံမတင်အောင်ရဲ့ပန်းများပွင့်သောညတညဆိုတဲ့ဝတ္ထုကိုဒီနားလေးမှာခဏလောက်ရနာခွင့်ပြုပါနော်နောက်ထပ်တစ်ပိုင်းကိုဆက်ဆက်ဆောင်မြောအားပေးကြပါအောင်လို့တောင်းဆိုပါရစေရှင်နားဆင်အားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ channel လေးမှာနောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စာရီးပညာပေးသုတရတ္တဆောင်မာရီး ထူးခြားစမ်းကြဲဖြစ်ရဆန်ဝတ္ထုတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်ကျေးဇူးများတင်ပါတယ်ရှင်